အားလုံးမင်္ဂလာပါခုတလို့နာမည်ကြီးနေတဲ့မြန်မာနိုင်ငံသား Stars တို့ကနေပြီးတော့သူ Facebook စာမျက်နှာမှာလုံခဲ့တဲ့73နာရီရပဲတင်နေရနော်တခါသေး like ကလည်းနော် 6.6k ကျော်တော့မှရှိနေပေါ့နော် share တဲ့လူကလည်းတထောင်ကျော်သွားတာပေါ့အာသဘောကျတဲ့လူတွေလည်းအများကြီးရှိတယ်စိတ်ဝင်စားစရာကောင်းတဲ့အရာပေါ့နော်သူကအဲ့ဒီမှာသူပါတင်ထားတယ်လေဆိုရင်ယေရှုနဲ့ကျွန်တော်တို့နှစ်ယောက်ဆိုတဲ့ကောင်းစဉ်လေးနဲ့သူရဲ့ အတွေ့အကြုံလေးကိုတင်ထားတာဖြစ်တယ်ဖတ်ချင်တဲ့စုံကိုကိုတိုင်းသွားဖတ်ပါเนาะအဲ့ဒါဖတ်ပြီးတော့အရန်လက်တဘောကြဆရာကောင်းပါလို့တဘောကလို့တယောက်မှသူ့ရဲ့ဖြစ်တည်မှုသူ့ရဲ့ရရှိတဲ့ခံစားတဲ့အရာကိုရေးသားပိုင်ခွင့်ရှိပါတယ်ဘယ်သူမှတားလို့မရပါဘူးကျွန်တော်ဒါကအာသူ့ရဲ့လောလံမှုဖြစ်တယ်ဒီထဲမှာဖတ်ရင်းနဲ့เนาะအာစိတ်ဝင်စားစရာအရာတွေလည်းရှိတာပေါ့အဓိကဒီ star stone ကိုဒီကျွန်တော်အမြဲလေးစားလဲပါเนาะဆိုတော့ ဒီမှာသူ့ရဲ့စာအထဲမှာတွေ့ရတဲ့အရာလေးမှာအနေငယ်လေးဖတ်မိတဲ့အရာကပါလဲဆိုရင်တတဲလုံးပါရမဲအဖြစ်လားတတဲလုံးပါရမဲအဖြစ်နေလာခဲ့တဲ့ကျွန်တော်ဟာမိကိုကိုရပါတာတခုကိုရတော့ခဲ့တာလားမိယောဖလာပုဒ္ဒပါဒမိတဆုကနေစင်းတဲ့လာလို့ပုဒ္ဒပါဒဝင်ဖြစ်ခဲ့သူကျွန်တော်အမျိုးသမီးဟာခရိယပါဒပြောင်းသွားတာလားလုံးဝမဟုတ်ပါကျွန်တော်တို့နှစ်ယောက်စလုံးဖခင်เจ้าမတက် ဘာသာရေးလည်းမလုပ်ကြသလိုဘာသာရေးတမားတွေနဲ့လည်းဝိုက်ဝိုက်နေပါတယ်။သူဖြစ်တည်မှုအတိုင်းသူ့ဘဝကို သူ့အတိုင်းနေပြီးလူတွေအတွက်လူရင်းကားတိုင်းထက်မှရရဲ့ဆက်ဆက်အသက်အသက်ပေးသွားတဲ့ယေရှုကိုကျွန်တော်ဆဲကြတဲ့ဘဝသူ့အကြောင်းစားဖတ်မိခြင်းကလေးကကျွန်တော်တပါဝအတိုင်းလေးစားချစ်ခင်စိတ်ဖြစ်နေပြီးသားမို့သူခေါ်လာခြင်းကစပြီးသူနဲ့ပဲစိတ်ချလက်ချနေလိုက်တော့တာကျွန်တော်အမျိုးသမီးကတော့ယေရှုကို ဘဝနဲ့ယင်ပြီးတီးလိုက်ရကြဲကချစ်သွားပြီချစ်သွားပြီ သူနဲ့ပဲယုံကြည်ယုံယုံကြည်ကြည်အချင်းယုံယုံကြည်ကြည်အချင်းတိုင်းနေတော့တာကျွန်တော်တို့ဟဲ့လို့ကျွန်တော်တို့ဟဲ့ရဆလုံးဘာသာရေးကိုမယုံကြည်သူတွေဖြစ်ကြပြီးယေရှုကိုယုံကြည်ချစ်ခင်သူတွေဖြစ်တယ်ယေရှုအပါဝင်ကျွန်တော်တို့အားလုံးရဲ့အထက်မှာသာဝရဖခင်လို့ခေါ်ခေါ် universal လို့ပဲခေါ် universe လို့ပဲခေါ်ခေါ် ခိုးချင်းတလို့ခိုးခိုးကျွန်တော်ခိုးတဲ့သူကြတော့ခိုးတဲ့သူကျွန်တော်ရဲ့အဖေရှိနေတာကို ကျွန်တော်နှစ်ယောက်စလုံးဘဝနဲ့ခံစားနားလေတီစီပီဖြစ်လို့ယုံကြည်သွားကြတာယေရှုရဲ့အသက်ရှင်နေဆက်ဖြစ်တဲ့တန်ရှင်တဲ့ဥယျာဉ်ဟာကျွန်တော်တို့နှလုံးသားထဲမှာ အချိန်တိုင်းကင်းကောင်းနေဖို့ဆိုတာကိစ္စများများလှလေလူပောင်ထဲကကျွန်တော်တို့လူသားတွေအနေနဲ့ကိုယ့်ဟာကိုယ် ကိုမတတ်နိုင်တဲ့ကိစ္စမို့ကိစ္စပဲမို့သူစီကနေတာရနိုင်တဲ့အရာဖြစ်ကြောင်းကိုလည်းကျွန်တော်တို့နှစ်ယောက်စလုံးတက်တေခံစရာဖြစ်အဖြစ်ပေါ်များစွာနဲ့ခံစားနားလေထားကြလိမ့်ပြီကိုယ်တိုင်ကြုံမှသိခဲ့ရတဲ့တကယ့်အရာတွေပါပဲကျွန်တော်တို့နှစ်ယောက်ကိုယ်တိုင်ကြုံတွေ့ဖြတ်တန်းခဲ့တဲ့အသက်တေခံချက်ကိုကျွန်တော်တောက်ဆောင်မှတန်းတင် documentary ရိုက်ကူးထားတာမို့ သူ့အချင်းကြရင်တော့အားလုံးကို ပြသခွင့်ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဝါဆိုတော့ star stone ကတော့ယေရှုကိုလက်ခံရရှိတာလေလူเนาะယေရှုကသူတို့ကိုတော်ပြီးတော့သူ့ကိုဖွင့်ပြတယ်ပေါ့เนาะသူ့အမျိုးသမီးကိုလည်းပေါ့เนาะအဲ့လိုပေါ့ဆိုတော့ဒီနေရာမှာကျွန်တော်ရဲ့ concern ကယေရှုကိုအယံယုံကြည်လာပါတယ်ဆိုတော့အဲ့လိုပေါ့เนาะယေရှုနဲ့တွေ့တော်တဲ့အရာခါတန်းဆိုတာအိမတမဆန်းကျဲပါတယ်ဟုတ်ပါတယ် ယေရှုဘုရားရှင်ကကျွန်တော်တို့ကိုမတိနိုင်တဲ့အချိန်မှာခေါ်တဲ့ဘုရားဖြစ်တယ်။အာနီလန်ပေါင်းဆောင်နဲ့လည်းခေါ်တဲ့ဘုရားဖြစ်တယ်။အာပြီးတော့ကျွန်တော်တို့နားလည်ရမယ့်အရာကဘာလဲဆိုရင်ဒီယေရှုဘုရားရှင်ကလူတွေရဲ့စိတ်ကိုအာဘယ်လိုပြောမလဲပြောင်းလဲသွားစေတဲ့ဘုရားဖြစ်တယ်။အဲဒါကြောင့်သူ့ကိုယုံကြည်လာတယ်၊သူ့ကိုတည်လာတယ်ဆိုတဲ့အရာကအဲ့ဒီယေရှုဘုရားရှင်ဘုရားရှင်ကိုယ်တိုင်ခမည်းတော်ဘုရားပြောပြောဘုရားသခင်ပြောပြောနော်ဘုရားသခင်ကနေပြီးတော့ မဖွန့်ပြဘူးဆိုရင်ဒါတွေကတိနိုင်ဖို့မလွယ်ပါဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်ခရိယန်ကျမ်းမှာရှင်းပါတဲ့အခန်းကြီး16မှာနော်အခန်းငယ်73ကနေစာဖတ်တဲ့အချိန်မှာဒီပေတရုဆိုတဲ့ပုဂ္ဂိုလ်ကလေယေရှုဟာဘယ်သူဖြစ်တဲ့အကြောင်းကို ပြောပြတာအချိန်မှာပြောပြတော့တဲ့အချိန်မှာမက်ဆီယာဖြစ်တဲ့ဖခင်ရဲ့သားတော်ဖြစ်တဲ့အကြောင်းပြောပြတဲ့အချိန်မှာယေရှုကိုယ်တိုင်ကလည်းပြောပြတာတော့ အထက်ကနော်ခမီးတော်ဖခင်ကသူ့ကို reveal ပေါ်ပြလို့တာဖြစ်တယ်ဆိုတဲ့အကြောင်းလူညာနဲ့မိလို့မရတဲ့အကြောင်းကိုသူကျွန်တော်တို့တွေ့ရတယ်အဲ့ဒီလိုပဲခရိယန်တွေကိုတတ်ဖြတ်ဖို့စ조사ခဲ့တဲ့ဆိုလို့နော်ခရိယန်ဂျမ်းစာထဲမှာရှိတဲ့တယောက်ကလည်းယေရှုနဲ့တွေ့တဲ့အချိန်မှာယေရှုကသူ့ကိုဒီဘယ်လိုပြောမလဲနမိတ်လက်ခဏပြသလိုက်တဲ့အချိန်မှာနော်ယေရှုရဲ့စကားကိုကြားတဲ့အချိန်မှာ ယေရှုနင်ပတူလဲငါ့ကိုမျက်လုံးကန်းတောင်းအောင်လုပ်တာနင်ပတူလဲတော့မင်းရဲ့ချင်မှာယေရှုကပါပြောတယ်နင်လိုက်ပြီးတော့တားဖြတ်နေတယ်နာဆိုလဲမြွန်တာပါယေရှုပါတော့ပြောတယ်ချင်မှာလန့်သွားအဲ့ချင်ကနေစပြီးတော့ तू ကယေရှုကိုယုံကြည်တာလဲလို့တရားဖြစ်တယ်ဒီလိုပဲဘဝတကွက်ရနေထူးထူးခြားခြားယေရှုကိုရလာကြဒါလဲအထက်ကနေဖခင်ရဲ့ဆုယေရှုဖခင်ကိုယ်တိုင်ကဖွင့်ပြခြင်းတယ်လို့အတော့ အဲ့လိုဖွံ့ပြမှဖြစ်လာတဲ့အရာเนาะတချို့တလေသေးတွေကတော့အရင်ကမိပါတွေကခရိယံဖြစ်လို့ဆက်လက်ဖြစ်လာတာလည်းရှိတယ်တော်တော်ညာလည်းပဲကိုကိုတိုင်ကတိလာတာပေါ့ကျွန်တော်ဆိုတဲ့ဖေကကျွန်တော်မမွင့်ခင်ကခရိယံဖြစ်တယ်အမှုတော်ဆောင်တယောက်ဖြစ်တယ်ဒါပေမဲ့သူခရိယံအာတရားဖြစ်နေတဲ့လို့ငါခရိယံကိုဖြစ်သွားတာမဟုတ်ဘူးကိုကိုတိုင်ကဒီခရိယံတရားကိုကိုယ်အနေနဲ့မှန်ကန်တဲ့ယုံကြည်လို့အာအခုခရိယံတရားဖြစ်အမှုတော်ဆောင်တယောက်ဖြစ်တာပေါ့တပိုးပါပေါ့เนาะဒါမျိုးပေါ့ ဒီလိုပဲလူတိုင်းကမိမိပါတာအတီးတီးနဲ့တို့ပြောကြမှာပဲနားလဲပါတယ်ဒါပေမဲ့အခုနဒီ star stone ပြောတဲ့စကားထဲမှာကျွန်တော်နှယောက်စလုံးဘာသာရေးတွေကိုမယုံကြည်သူတွေဖြစ်ကြပြီးယေရှုကိုယုံကြည်ချစ်ခင်သူတွေသာဖြစ်တယ်ဆိုတဲ့စကားလေးပေါ့နော်ဆိုတော့ယေရှုကတို့ကိုတို့ဖွံ့ပြပြီးတဲ့နောက်ပိုင်းမှာယေရှုကိုတို့ယုံကြည်ကြပြီးတော့ဘာသာဖြစ်တဲ့ခရိယန်ဘာသာပြောရမှာပေါ့နော်ခရစ်တော်ရဲ့အကြောင်းကိုတုံ့တင်ပေးတဲ့ခရိယန်ဘာသာကိုစိတ်မဝန်စားဘူး မယုံကြည်သူတွေဖြစ်တယ်ခရိယံဘာသာကိုမယုံကြည်ဘူးဒါပေမဲ့ယေရှုကိုတော့ယုံတယ်ဆိုတဲ့အရာလေးကိုစိတ်ဝင်စားတော့ပါအဲဆိုတော့ကျွန်တော် mix ဝင်ပေါ့နော် star song အနေနဲ့ဒါလေးပေါ့ဆက်လက်ပြီးတော့ယေရှုကတော့နင်းကိုဖွင့်ပြပြီးတော့ mix ဝင်ကိုဖွင့်ပြပြီးတော့ဒီလိုလေးလေးဖြစ်လာပြီဆိုတော့ယေရှုကသူ့ရဲ့ခရိယံ sorry ယေရှုကသူ့ရဲ့တရားတော်ကိုဆက်လက်တွင်တင်ဖို့ရန်အတွက် သူရဲ့တမန်တော်ကြီးတွေဆက်နှစ်ပါးကိုရွေးချယ်ပြီးတော့ထားခဲ့တယ်ဆိုတဲ့ဟာလေးသိစေချင်တာပါဘ ഹു ဒုသအနေနဲ့အဲ့ဒီအရာကကျွန်တော်တို့ရှင်မာတဲ့အခန်းကြီး38အခန်းငယ်19အနေနဲ့ဆက်မှာကျွန်တော်တို့ဒါကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကတခင်ယေရှုကိုယ်တခင်ယေရှုအသက်ခံရပြီးတဲ့နောက်ကောင်းကင်တက်ခါနေလေးမှာသူပြောတဲ့စကားဖြစ်ပါတယ်တမန်တော်ကြီးတွေကိုသူပါပြောတယ်နော်တင်းတို့ဒီတော်ရဲ့လူမျိုးတကာကို လူမျိုးတကာတော့ဝင်ငါတပည့်ဖြစ်စေလေခမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမတော်များ၌ပါပစ္စံကိုပေးကြတော့ငါသည်တင်းတို့အားပေးသမျှသောပညာတော်တို့ကိုစောင်းစောင်းစေခြင်းကဆုံးမဩဝါဒကိုပေးကြတော့ငါသည်လည်းကကဘာကုန်တိတိုင်အောင်တင်းတို့နှင့်အတူအစဉ်မပြတ်ရှိမည်ဟုတပည့်တော်တော်အားမိတော်မူ၏ဒီမှာတပည့်တော်တွေကိုသူကတိထားခဲ့တယ်နော်ခရစ်တော်ရဲ့တရင်ကောင်းကိုဆက်လက်ပြီးမှမျှဝေမဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့တမန်တော်တွေဆိုတာ တို့တွေကနော်ဘယ်လိုပြောမလဲတယောက်တပေါင်းနှုံးနဲ့တောင်းနေတဲ့ပုံကိုတကောင်ကြောနဲ့နော်တဦးတယောက်နှုံးနဲ့ဒီဘာဒီထောင်ပြီးတော့အတင်းတို့ထောင်ပြီးတော့တောင်းနေတဲ့လူတွေမဟုတ်ဘူးဒါခရစ်တိုရဲ့အဖွဲ့ခရိယန်သာသနာတော်မှာကောင်းဆောင်တွေအနေနဲ့တောင်းနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ဟုတ်ပြီနော်ဒါလေးကိုတည်စေခြင်းနဲ့အဲအကြောင်းခုညကျွန်တော်တို့တခင်ယေရှုဟာသူ့ရဲ့ကယ်တင်ခြင်းတရားသူ့ရဲ့အလုပ်ကိုလူတကာတွေကိုတည်လာဖို့ ဆက်လက်ဟိုးမဲ့ပုဂ္ဂိုလ်တမန်တော်ကြီးတွေကိုထားပေးတယ်။ဒီတမန်တော်ကြီးတွေဆိုတာကျွန်တော်လူသားတွေဖြစ်တဲ့အတွက်ကြောင့်နှစ်ပေါင်းတရာတောင်မှအသက်ရှင်ကြတဲ့လူတွေမဟုတ်ပါဘူး။နှစ်ပေါင်းတရာအသက်မတင်မရှင်နိုင်ပါဘူး။ဒါပေမဲ့ ခရစ်တော်ပြောတဲ့နေရာမှာကကပါကုံတိတိုင်အောင်လို့ပြောတဲ့ချိန်မှာတမန်တော်ကြီးတွေနဲ့ချိဆက်မှုရှိတယ်အဲဒါကြောင့်ပြောချင်တာတမန်တော်ကြီးတွေတည်တော်တောင်မှဒီတမန်တော်ကြီးတွေရဲ့အလုပ်ကိုဆက်လက်ပြီးတော့ရှင်းတန်အောင်လုပ်လာတဲ့ခရစ်တော်ရဲ့ဒါသနာခရစ်တော်ရဲ့ခရိယံပါဒါဆိုတာရှိတယ်ဆိုတဲ့အရာလေးကိုပြောပြပေးချင်တာဖြစ်တယ်အဲဒါကြောင့်အဲ့ဒီအရာကိုခရိယံဒါသနာเนาะပြောပြောအတင်းတော်လို့ပြောပြောဒါခရိယံအတင်းတော်လို့ခေါ်တယ်အဲ့ဒီအတင်းတော်ကိုကျွန်တော်တို့ကခရစ်တော်ကိုယ်တိုင်ကတည်ထောင်တာဖြစ်တယ်အဲ့တော့သူ့ရဲ့ mission သူရဲ့လုပ်ငန်းစဉ်တွေအားလုံးကိုနော်လုပ်ငန်းစဉ်တွေအားလုံးကိုဆက်လက်ပြီးတော့အကောင့်ထဲပို့ပြီးတော့တင်ပေးသွားမယ်ဒါသနာတစ်ခုအဖွဲ့အစည်းတစ်ခုအတင်းတို့တစ်ခုကိုသူတီးထောင်နေဆိုတာကိုကျွန်တော်တို့ကတီးဖို့လိုအပ်ပါတယ်နော်အဲ့ဒါကပါလဲဆိုရင်ရှင်ရှင်ပေတရုကိုခရစ်တော်ကအခုလိုပြောပါတယ်ရှင်မာသဲအခန်းကြီး16အခန်းငယ်16 19မှာ ငါဆိုဒီကတင်းတင်းပေတယုဖြစ်ဒီအကြောင်းပေါ်မှာငါအတင်းတော်ကငါတည်ဆောင်မီထိုအတင်းတော်ကမန္နနာနိုင်ငံတကာတို့ဒီမအောင်နိုင်ရမနိုင်ရကောင်းကင်နိုင်ငံတို့ဤတို့တော့ကိုလည်းတင့်အားငါပေးမီတင်းတင်းမြေကြီးပေါ်မှာချင်းတော်တမျကိုကောင်းကင်ပုံ၌ချင်းတော်လည်းရှိလိမ့်မည်မြေကြီးပေါ်မှာတင်းဖြစ်လို့တမျသည်ကောင်းကင်ပုံ၌ဖြစ်လို့လည်းရှိလိမ့်မည်ဟုမိတော်မူ၏ဒီအရာကိုကြည့်ချင်းတဲ့ဖြစ်ယေရှုဟာကျွန်တော်တို့ကိုကယ်တင်တဲ့အခုအာစတားစတုန်းကိုလမ်းပြတဲ့ဖွံ့ပြတဲ့ဒီယေရှုဟာ သူ့ရဲ့အဖွဲ့အစည်းရှိတယ်။သူ့ရဲ့သာသနာရှိတယ်။သူ့ရဲ့အသင်းတော်ရှိတယ်။အဲ့ဒီအသင်းတော်ထဲမှာတောင်းမှာခေါင်းဆောင်မဲ့ပုဂ္ဂိုလ်ပေတယုရှိတယ်။နော်ဒီလိုမျိုးရှိပါလေတော့နော်ခရိယန်ဘာသာဆိုတဲ့ဟာကိုဒီဘယ်လိုပြောမလဲအတုံးမကြတဲ့ပုံစံမျိုးကိုမမြင်စေချင်တာပါဒါခရစ်တော်ကသူ့ရဲ့ mission အောင်မြင်ဖို့အတွက်ထားခဲ့တဲ့အရာမဟုတ်လို့ဒါလေးကိုတည်စေချင်တာဖြစ်ပါတယ်။အဲကြောင့် mixer အနေနဲ့ဒီလိုမျိုးအာဘုရားရဲ့တခင်ယေရှုရဲ့ ဒီဖော့မြချင်းကိုခံရလာပြီဆိုရင် mix ရအနေနဲ့ဆက်လက်လေ့လာရမှာကခရစ်တော်ရဲ့အသင်းတော်ဖြစ်တာကိုအရှားဖွဲ့ပါအဲ့ဒီအသင်းတော်ကိုရှားဖွဲ့ခြင်းနဲ့ဆိုရင် mix ရအသင်းတော်ရဲ့တမိုင်းကိုလည်းလေ့လာနော်တမန်တော်ကြီးတွေကနေဆင်းသက်လာတဲ့အဖွဲ့အစည်းဆိုတာဘာလဲဆိုတာလေ့လာနော်အဲ့ဒီမှာအသင်းတော်ထဲမှာ one piece and baptism ခံရမယ်ဆိုတဲ့အရာလေ့လာ ဒါခုကဖရာတခင်ကတင့်ကိုစပြမခုံနေပြီဆိုတာတော့ဝန်တာစရာပါလေဝမ်ကမ်ပါပဲဒါတော့ဒီဖရာရဲ့ပုံတော်ပဲကြီးပါစေနော်ဆိုတော့ခုခရိယန်အတင်းတို့လိုမြောက်များစွာရှိတယ်အကြောင်းစိမာနဲ့အတင်းတို့ကိုရှာအဲ့ဒီစိမာနဲ့အတင်းတို့ဆိုတာခရစ်တော်ရဲ့အတင်းတို့ဖြစ်တယ်ခရစ်တော်တည်ထောင်တဲ့အတင်းတို့ဖြစ်တယ်ပေတရုရဲ့ဦးဆောင်မှုနဲ့တောတဲ့အတင်းတို့ဖြစ်တယ်ခရစ်တော်ကလောကမှာပေတရုကိုအတင်းတို့ရဲ့ခေါင်းဆောင်အနေနဲ့ထားခဲ့ပြီးတော့သူပါပြောတယ်လေကောင်းကင်နိုင်ငံတော်ကြီးတို့ကိုလည်းသူကပေတရုအပေးတယ်နော် တပိုးကတော့ဥဆောင်ပိုင်ခွန့်ကိုပြောတာအဲကြောင့်ဘေသူရဲ့အတင်းဘေသူဥဆောင်နဲ့ခရစ်တော်တီထောင်နဲ့အတင်းတော်နော်အဲ့ဒီအတင်းတော်ဆိုတာအခုကျွန်တော်တို့ခရိယန်လောကမှာဆိုတာကက်သရစ်အတင်းတော်ပဲရှိပါတယ်ဒါတမန်တော်ကြီးတွေကနေဆင်းသက်လာတဲ့အတင်းတော်တစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုလည်းအာပြောပြခြင်းပါအဲကြောင့်ခရစ်တော်ကိုယုံကြည်လာတဲ့လူအနေနဲ့ခရစ်တော်ကိုယုံကြည်လာတဲ့လူတယောက်အနေနဲ့ခရစ်တော်တီထောင်နဲ့အတင်းတော်နဲ့မလွဲစေခြင်းဘူး အဲကြောင့်ဒီအကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့အများကြီးမေးမြန်းစီစဉ်နေဆိုရင်ကျွန်တော်တို့ကိုဆက်သွင်းလို့ရပါတယ်ကျွန်တော်တို့ကအမေရိကန်မှာပဲနေနေဆိုကျွန်တော်တို့စကားပြောလို့ရပါမယ်တင်ပေးလို့လည်းရပါတယ်အတင်းတို့တမိုင်းကိုလည်းတင်ပေးလို့ရပါတယ်ပြောပြပေးလို့ရပါတယ်ဆိုတော့အဲကြောင့်ကျွန်တော်ဒီ star stone အနေနဲ့ပို့ပေးမှဒီအာဘုဟုဒုတအနေနဲ့ပြောချင်တာကအေးတင်းကိုခေါ်တဲ့ခရစ်တိုတင်းကိုလမ်းပြတဲ့ခရစ်တိုတင်းတို့လင်မယားကို mix ဆွေတို့လင်မယားကိုလမ်းပြတဲ့ခိုးဆောင်တဲ့ ။တခင်ယေရှုကိုယုံကြည်ပြီးတော့တခင်ယေရှုတင်တော့ယုံကြည်တဲ့တခင်ယေရှုရဲ့အသင်းတော်ကိုလစ်လို့ရှုမိမှာကိုကျွန်တော်မလိုလားပါဘူး။နော်။အဲ့ဒါလေးကိုကျွန်တော်ပြောချင်တာဖြစ်တယ်။လစ်လို့မရှုမိစေချင်ပါဘူး။ဒါလေးကိုကျွန်တော်အတီးအလင်းအာဒါလေးကိုကျွန်တော်မြတ်တာနဲ့မျှဝေပေးချင်တာဖြစ်ပါတယ်။ဆိုတော့ယေရှုကိုကျွန်တော်ယုံတယ်။ယေရှုကိုတကယ်ယုံရင်ဒီအခုအသင်းတော်မြောက်များစွာရှိတယ်။ဒေချာရယေရှုအသင်းတော်တစ်ခုတည်းပဲတည်ထောင်တာဖြစ်တယ်။ ဲ့ဒီအတင်းတော်တမန်တော်ကြီးတွေကနေဆင်းသက်လာပြီးတော့အခုချိန်ထိရှိနေတဲ့ကက်သရစ်အတင်းတော်ပဲဖြစ်တယ်အဲအကြောင်းဒီအတင်းတော်မှာနေခြင်းအရာဟာတကယ်ကိုခရစ်တော်ကိုယုံခြင်းဖြစ်တယ်လို့ခရစ်တော်ရဲ့အတင်းတော်မှာလည်းတကယ်နေထိုင်ခြင်းဖြစ်တယ်ဆိုတော့ပိုးပြီးမှတင်းရဲ့ဘဝအတွက်တင်းဝိညာဉ်အတွက်ပိုးပြီးမှစိတ်ချရတဲ့နေရာတစ်ခုဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်ပြောပြပေးချင်တာဖြစ်ပါတယ်ဒါဒီလောက်ပါပဲเนาะကြတော့အပေါ်မှာကျွန်တော်တို့ဆက်သွေးလာပြီးတော့ဆွေးနွေးမယ်အတင်းတို့ရဲ့ယုံကြည်ခြင်းတမန်ကျမ်းစာဆိုတာအေးမတမန်လေးနဲ့တဲ့ တဦးတယောင်ထုံးကနေဖတ်တိုင်းတယောင်နဲ့တောင်အမြင်တွေကမတူကြဘူးအကြောင်းခရစ်တော်ရဲ့အတင်းတော်ရဲ့အဘအထဲမှာနေပြီးတော့ခရစ်တော်ကိုယုံကြည်လက်ခံခြင်းကအများကြီးเนาะတကယ်ပြည့်စုံတဲ့ဂေရင်ချင်းပြည့်စုံတဲ့အတ္တတာဆိုတာကိုလည်းသိစေခြင်းနဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုလုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကိုအမြဲတမ်းဆက်သွယ်ပါကျွန်တော်ရဲ့ဒီဗီဒီယိုအောက်ကနေလည်းလာရောက်ဆက်သွယ်လို့ရပါတယ်တို့တင်တို့ကိုလမ်းပြလာပြီးတော့အလင်းပြပြီးတော့တင်တို့ကိုဒီထူးခြားတဲ့ အရာတွေနဲ့စကားလာပြောပြီးတော့တင်းတို့ကိုခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကိုလာပြောပြတဲ့သခင်ယေရှုဟာတင်းတို့ဟာအမြဲဆက်လက်ပြီးတော့တင်းတို့မိသားစုကိုကောင်းချီးပေးပါစေလို့လဲကျွန်တော်တရားနေဆုတောင်းပေးလိုက်ပါလေအားလုံးကိုကျေးဇူးတင်ပါတယ်